တခုတ်မျိုးသားတွေမိုးကြိုးထိမှန်ပြီးနှစ်ဦးတည်ဆုံးမကွေးတိုင်းမြို့တိမြို့နယ်တလုတ်ပင်အုပ်စုတလုတ်ပင်ကျေးရွာမှာအမျိုးသား၅ဦးမိုးကြိုးထိမှန်ပြီးအဲ့ဒီထဲကနှစ်ဦးတည်ဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေစီကသိရပါတယ်တည်ဆုံးသူတွေဟာတလုတ်ကျေးရွာနေအသက်၃၀နှစ်အရွယ်မျိုးသားတွေဖြစ်ပြီး မေဆက်တရက်ညနေ9နာရီလောက်မှာမိုးကြိုးထိမှန်တည်ဆုံးခဲ့ကြတာပါနှစ်ဦးတည်သွားတယ်အမျိုးသားနှစ်ဦးပါသူတို့ကတော့ထဲမှာထင်းခုတ်တာ9ဦးလို့သိရတယ်3ဦးတော့လွင့်စင်သွားတာမြို့တစ်ပြည်သူဆေးရုံမှာတင်ထားရတယ်သူတို့ကတောင်သူတွေပဲတော့ထဲမှာထင်းခုတ်တာလို့မြို့တစ်မြို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ် အဆိုပါမျိုးသားတွေဟာတလုံးရွာနဲ့အင်းရွာကြီးရွာကြားမှာလဲနေတဲ့တစ်ပင်ကိုခုတ်ဖြတ်နေသူတွေဖြစ်ပြီးမိုးရွာလာလို့ခေတ္တနားနေချိန်မှာမိုးကြိုးထိမှန်ခဲ့ကြတာလို့ဆိုပါတယ်။သူတို့ကနှစ်ရွာကူးတဲ့လမ်းမှာတစ်ပင်လဲနေလို့သွားပြီးတော့ခုတ်တာ။သွားခုတ်တဲ့အချိန်မှာမိုးတွေရွာနေလို့ဆိုပြီးခင်းနေထိုင်ပြီးတောထန်းရေတောက်နေတာ။ငါးဦးတောက်တဲ့အချိန်မှာဖြစ်ဖြစ်ချင်း၃ဦးကတော့ဘေးကိုလွှင့်သွားတာ။ ဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဆက်ကွင်းမလွတ်တာ နှစ်ဦးကတော့တန်းပြီးတည်သွားတာလို့ကုညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့အမျိုးသားတဦးကပြောပါတယ်။မိုးချိုထိမှန်လို့တေဆုံးသူနှစ်ဦးရဲ့အလောင်းကိုတော့မျိုးတင်းမျိုးနယ်ဈေးရုံကိုပို့ဆောင်ပေးခဲ့ရပြီးမိုးချိုဆက်ကွင်းထိပြီးလွှင့်စင်သွားသူ၃ဦးက ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရတာကြောင့်ဈေးရုံတက်ကုသရတာမျိုးမရှိဘူးလို့သိရပါတယ်။တေဆုံးသူတွေကိုရဲ့အလောင်းတွေကိုတော့ဈေးရုံကနေ မေဆဲနှစ်ရက်မှာနေအိမ်ပြန်သေးလာပြီးညနေပိုင်းကကျေးရွာသူတန်မှာတင်ကြိုခဲ့ပြီးပြီလို့ဆိုပါရယ်မြို့တင်မြို့နယ်တလုတ်ပင်ကျေးရွာဟာအင်ဂျီတရလူဦးရေ300ကျော်ရှိပြီး အများစုကတောင်ယာလုပ်ငန်းလုပ်ကင်ကြသူတွေဖြစ်တယ်လို့သိရပါရယ်